လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ မကွေးတိုင်းမခုတ်ခုနယ်အနောက်ဘက်မှာရှိတဲ့ညောင်ကျပင်ပြူစော်ဒီစကန်မှာရောက်နေတဲ့စိုးစုစစ်ကြောင်းဟာအော်တိုဘာ22ရက်မနက်ပိုင်းမှာအနီးနားမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေရလို့ဒေသခံသတင်းမြစ်တီကအမတ်ပီကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကလေးကကန်တော်ကျေးရွာစိုးစုထိုင်းစကန်ကနေခမန်းရင်ရ150ခန်းပါစစ်ကြောင်းဟာပခုတ်ခုနယ်အနောက်ချမ်းပြူစော်ဒီစကန်တွေကတဆင့်ညောင်ကျပင်ပြူစော်ဒီစကန်ကိုရှေ့ပြေးစစ်ကြောင်းအဖြစ်ရောက်ရှိနေတာဖြစ်ပါတယ် အဲ့ဒီစစ်ကြောင်းဟာမြိုင်နယ်နဲ့ကမ္မမြို့နီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာတွေ့ရတယ်လို့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ဒေသခံတဦးကပြောပါရယ်စိုးစုစစ်ကြောင်းကြောင့်ညောင်ချက်ပင်ပြူစော်ဒီစကန်အနီကပြည့်ရိုင်ကြီးရွာရေလာကြီးကြီးရွာဖောင်ကွယ်ကြီးရွာထန်းတပင်ကြီးရွာစတဲ့ကြီးရွာတွေကပြည်သူတချို့လည်းစစ်ပေးရှောင်ဖို့ပြင်ဆင်နေကြပါရယ်ဒါအပြင်လက်တလောစရေးအခြေအနေကြောင့်ညောင်ချက်ပင်ပြူစော်ဒီစကန်ရဲ့အနောက်ဘက်တမိုင်ခန့်အကွာကကမ္မမြို့ပေါ်မှာလည်းဈေးဆိုင်ခန်းတချို့ ပိတ်ထားရပြီးတော့ဆစ်ရှောင်းမှုပြင်ဆင်နေကြပါတယ်။ညောင်ချက်ပင်ပြူစောဒီစကန်ကဖုံးဤဦးဝရမဦးဆောင်တဲ့ပြူစောဒီစကန်ဖြစ်ပြီးတော့အနည်းအနာကကျေးရွာတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့ကျေးရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေဇက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်နေ့ကလည်းညောင်ကျပင်ပြူစောတီစကန်ကိုတော်လန်ရဲဘော်၄ဦးလက်နက်တွေနဲ့အတူသွားရောက်ပူပေါင်းသွားပြီးတဲ့နောက်အဲ့ဒီပူပေါင်းသွားတဲ့တော်လန်ရဲဘော်တွေကိုလမ်းပြအဖြစ်ခေါ်ဆောင်ကစစ်ကြောင်းထိုးလာတာနှစ်ကြိမ်ခန့်ရှိပြီဖြစ်ပါတယ်။